မင်္ဂလာပါခင်ဗျာဒီနေ့ပြုံမှာတော့ DC အကောက်ကိုဘယ်လိုမျိုးအကောက်ဖွင့်မယ်ဘယ်လိုမျိုးအတုံးပြုံမယ်ဆိုတာကိုဒီနေ့ပြုံမှာပြန်လည်မျှဝေပြပါမယ်โอเคဒါဆိုရင်ဘယ်လိုမျိုးအကောက်ဖွင့်မယ်ဘယ်လိုမျိုးအတုံးပြုံမယ်ဆိုတာကိုကျွန်တော်တို့လိုက်လို့ကြည့်အောင်ပထမဆုံးအနေနဲ့ကိုယ်မှာ DC အကောက်ဖွင့်ဖို့အတွက် software မရှိသေးဘူးဆိုရင်တော့ Play Store ဒါမှမဟုတ်ရင်တငယ်ချင်းတယောက်ရှေ့ကနေပြီးတော့ကူးယူလိုက်ပါကျွန်တော် Play Store ကနေပြီးတော့ပဲ download ယူလိုက်ပါမယ်ဒီ Play Store တွားပြီးတော့ software ကိုအလွယ်တကူပဲ download လုပ်ရပါတယ် Play Store ရှင်းနေမယ်ပြန်နဲ့ cyber option နှိပ်ပြီးတော့ အပေါ်ဆိုင်ဘာမှာကျွန်တော်ရိုက်ချပြီးမှာကတော့ DEB လို့ရိုက်ချပြီးရပြီအပေါ်မှာ DC လို့ပေါ်ရတယ်တခါလဲနေလိုက်ပါမယ်ပြီးရရင်ကျွန်တော်တို့ကဒီမှာဆိုရင် DC ဆိုပြီးတော့ပေါ်လာမယ် DC AI ဆိုပြီးတော့အပြည့်ဆုံးပေါ်လာမယ်ဆိုရင်ကျွန်တော်တို့က install လုပ်လိုက်ပါမယ်ဒီ software ကိုကျွန်တော်တို့က download လိုက်ပါမယ် DC ကိုဒီပုံစံလေးနိုင်ပြပါမယ်ဒီကောင်လေးကိုကျွန်တော်တို့ကအကောက်ဖွင့်ပြီးတော့အတုံးပြလို့ရပါပြီ အကောက်ဖွင့်မှုတွေတစ်ချက်ဝင်လဲပါမယ်အကောက်ဖွင့်တာလဲအလွယ်ကူပဲဖွင့်လို့ရပါတယ်အခက်ကြီးမဟုတ်ပါဘူးဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကကိုယ်မှာအရင်ကအကောက်ဟောင်းရှိခဲ့ဘူးတယ်ဆိုရင်တော့အပေါ်ကအီးမေးဖြစ်ဖြစ်ဖုန်းနံပါတ်ဖြစ်ဖြစ်တခုခုထည့်အောက်က password ထည့်ပြီးတော့ login ဖြစ်ကိုယ့်ရဲ့အကောက်ဟောင်းတွေကိုပြန်လည်ဝင်ရောက်တလို့ရှာတလို့တကယ်လို့ကိုကအခုမှအကောက်တစ်ဖွင့်မယ်ဆိုရင်တော့ဆိုင်းရုံကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဝက်ကြီးမြေကောင်းနဲ့ဖွင့်တာမျိုးမျိုးဆက်ဆံပဲဖွင့်လို့ရပါတယ်။ ကိုယ့်ရဲ့ချင်းမင်းကောင်းတဲ့ဖွင့်မှုအတွက်အောက်ဆုံးက sign and wave ကိုခဲကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ပြန်နဲ့ AKU ကိုထပ်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒီမျိုးနှိပ်ပေးလိုက်ပြီဆိုရင်တော့ကိုဖုန်းလေးကချင်းမင်းကောင်းတဲ့ပေါ်လာပြီဆိုရင်တခုခုယူပေးလိုက်ပါ။ကိုမှချင်းမင်းကောင်းချင်းရှိတယ်လို့ပေါ်လာပါမယ်။ကိုချင်းချင်းတဲ့ချင်းမင်းကောင်းကိုယူပေးရနဲ့ဒီလိုမျိုးပေါ်လာပြီဆိုရင်အတီးပြဖို့အတွက် AKN share ကိုတစ်ချက်နှိပ်ပေးရမယ်။ ီယာနဲ့စတားချက်ကိုနှိပ်ပြီးလိုက်မယ်။ဒါဆိုရင်တော့ DC ကအကောက်ဖွင့်ထားပြီဖြစ်ပါတယ်။ DC အကောက်ဖွင့်ထားပြီဆိုရင်တော့ကျွန်တော်တို့က Maginer May ပြောချင်တာပြောလို့ရပါပြီ။ဒီကကျွန်တော်တို့ကိုညမာလိုပဲပြန်ပြီးတော့ညမာလိုလည်းမေးလို့ရပါတယ်။တကယ်လို့အင်္ဂလိပ်စာရေးလည်းမေးချင်လည်းရပါတယ်။ကိုကဒီစာချောင်းကိုအင်္ဂလိပ်လိုပြန်ပြီးပါဒါမှမဟုတ်ရင်တခြားဘာသာစကားအတိုင်းပြန်ပြီးပါလို့ညမာလိုမေးတဲ့အခါမှာသူကကျွန်တော်တို့ကိုကိုပြန်စီတဲ့အတိုင်းသူကပြန်လည်ဖြစ်ကြပြီးမှဖြစ်ပါတယ်။ ဒါဆိုရင်တော့ဒီစီကပြန်လဲဖြစ်ကြပြီဖြစ်ပါတယ်